ချက်ဆူခဲ့ပြီးသည်နီးတို့မိအမတို့ကိုခင်ပွင့်အုပ်ဆိုးခြင်းကိုဝန်ခံကြလော့တို့ပြုဟိနှုတ်ကပတ်ဖျားတော်ကို နားမထောင်သောယောက်ျားအချို့ရှိလျင်သူတို့တို့သည်တရားမနာတော်လေတင်တို့၏ကြောက်ရွံ့ခြင်းနှင့်စွင်ကြဲတို့အကျင့်တို့ကိုထောက်ရှု၍မိမိမယား၏အကျင့်အပြင်သွေးဆောင်လျက်အတူပါမိကြောင်းရှိတင်တို့၌တန်ဆာစင်ခြင်းမှုကဇပင်းစီခြင်းရွှေစင်ခြင်းအဝူချင်းဒီဟူသောအပြင်တန်ဆာစင်ခြင်းမဖြစ်စေဘဲ ဖျားသခင်ရှိမှာအဘူးများစွာထိုက်သောနူးညံ့ငိမ့်တက်ခြင်းတဘောဒီဟူသောမဖောက်ပြန်မပြတ်စည်တက်သောတန်စာဆင်ခြင်းရှိသောစိတ်နှလုံး၏အတွင်းလူဖြစ်စေကြလော့ဖျားသခင်ကိုကိုးစား၍တန်ရှင်သောမိမတို့သည်ရှေးကထို့သူကိုကိုတန်စာဆင်လျက်ဆာရာသည်အာဗရန်ကိုတခင်ဟုခေါ်ပေါ်၍သူ၏စကားကိုနားထောက်တကဲသို့ကိုခင်ပွင့်၏အုပ်ဆိုးခြင်းကိုဝန်ခံကြ၏တင်တို့သည်ကောင်းမွန်စွာကြင့်၍ ကြံ့ရွတ်သုံးလုပ်ခြင်းအလဲမရှိဘဲနေလင်းစားရိုက်သမီထိကြ၏ထိုနည်းသို့ယောက်ျားတို့ဆူတောင်းခြင်းအမှု၌အစီအသားမရှိစေခြင်းကအသက်ရှင်ခြင်းကျေးဇူးတော်ကိုဆက်ဆံ၍အမွေခံရသောသူချင်းကဲ့သို့တတိပညာနှင့်လျော့စွာကိုခင်ပွန်ခြင်းအတူနေ၍အားနည်းသောသူကိုပြုသည့်သည့်အတိုင်းသူကိုဆောင်းမပြုစုကြလော့အချုပ်အချာစကားဟူမှုကတင်တို့အပေါင်းသည်စိတ်တညညွတ်ဒီရှိကြလော့စိတ်ကျင်းနာခြင်း ညီကိုချင်းကဲသို့ချစ်ခြင်းတနာဆောင်မခြင်းစိတ်နှံ့ချခြင်းရှိကြလော့တင်တို့သည် ကောင်းကြီးမင်္ဂလာကိုအမွေခံစိတ်ချင်းအလို့ငါခေါ်တော်မူသောသူဖြစ်သည်ဟုတိမှတ်၍အချင်းချင်းရန်တုံမမူပြန်၍မကဲ့ရက်မေတ္တာပို့ခြင်းကိုဖြူကြလော့အသက်ကိုမွေလျော်စေ၍ကောင်းမွန်သောနေ့ရက်တို့သို့တွေ့မြင်ခြင်းကအလို့ရှိသောသူသည်မိမိခြေလျာကိုမကောင်းသောအရာနှင့်ကင်းလို့စေမိမိနှုတ်ခမ်းလဲမူသားစကားကိုမပြောစေနှင့် ဒူးစရိုက်ကိုလွှဲရှောင်၍သူ့စရိုက်ကိုပြူစီသူတပားနှင့်အသင်အသက်နေခြင်းကိုရှာ၍မိအောင်လိုက်စေအကြောင်းမူကားသာရဖျားသည့်ဖြောင်းမတော်သူတို့ကိုကြိရှုတော်မူ၏သူတို့စူတောင်းခြင်းကိုလည်းနားထောင်တော်မူ၏ဒူးစရိုက်ပြူဖို့သူတို့ကိုကသာရဖျားသည့်မျက်နှာလွှဲတော်မူ၏သင်တို့သည် ကောင်းသောတရားကိုကျင့်တော်သူဖြစ်လျင်အဘယ်သူညှဉ်းဆဲမိနည်းဖြောင်းမခြင်းတရားကြောင့်စင်းရဲခရလျင်မူကားမင်္ဂလာရှိကြ၏ သူတို့ဤချင်းချောက်ချင်းကိုမကြောက်ကြနဲ့မထစ်လန့်ကြနဲ့စိတ်နှလုံးထဲ၌သာရအရှင်ဖျားသခင်ကိုယိုသေးခြင်းရှိကြလို့တင်တို့မျောလင်းခြင်းအကြောင်းကိုမေးမြန်းတော်သူရှိသမျှတို့အားနူးညံ့တော်သောကြောက်ရွံ့တော်သောနှင့်ပြန်ပြောခြင်းကကာလအစဉ်မပြတ်အသင့်ရှိနေကြလော့ခစ်တော်၌တင်တို့ကျင့်သောအကျင့်ကောင်းကိုရှုတ်ချတော်သူတို့သည်ကဲ့ရဲ့ပြစ်တင်သောအခါကိုယ်တိုင်ရှက်ကြောက်မှုမရှိမီအကြောင်းတင်တို့သည်ကိုကိုကိုထိတော်စိတ်ကြည်လင်လျက် နေကြလော့ဖျားသခင်အလိုတော်ရှိလျင်သူစီရိုက်ကိုပြည့်၍ဆင်းရဲခံခြင်းသည်သူစီရိုက်ပြည့်၍ခံခြင်းထက်တာ၍ကောင်း၏ခရစ်တော်သည်ကိုခန္ဓာအားဖြင့်အတေသချင်းကိုခံ၍ဝိညာဉ်တော်အားဖြင့်အသက်ရှင်ခြင်းသို့ရောက်တော်မူသည်ဖြစ်၍ငါတို့ကိုဖျားသခင်အထံတော်သို့ပို့ဆောင်ခြင်းကဖြောင့်မတ်တော်သူသည်မဖြောင့်မတ်တော်သူတို့အထက်သူစီရိုက်အပင့်များကြောင့်တခါခံတော်မူ၏ထိုဝိညာဉ်တော်အားဖြင့်လည်းချွတ်တော်တော်မူ၍ ယခုထောင်ထဲမှာလောင်ထားသောဝိညာဉ်တို့အားတရားဟောတော်မူ၏ထိုဝိညာဉ်တို့မူကားရှေးကနောယလက်ထဲတွင်နေသောသူဒီဟုသောလူရှိအောင်သူကိုရေအားဖြင့်ကဲဆယ်သောတင်မောကို တီလုတ်စိန်တွင်ဖျားသခင်ခံဒီတော်သည်ဆိုင်းလင်းတော်မူတော်လဲနားမထောင်သောဝိညာဉ်ဖြစ်သည် ထိုသို့သောဥပမာအတိုင်းယခုတွင်ဘဲတည်စဉ်သည်ယေရှုခရစ်တော်ထမြောက်တော်မူခြင်းအားဖြင့်ငါတို့ကိုကဲတင်တတ်၏ဘဲတည်စဉ်ဟုဆိုသော ကိုကာယာ၏အညီချီးစေကြောခြင်းကိုမလိုလိုက်ကိုကိုကိုတည်တော်စိတ်ကြည်လင်လျက်ဖျားသခင်ရှေ့မှဝန်ခံခြင်းကိုဆိုလိုသည်ထိုသခင်သည် ကောင်းကင်ဘုံသို့ကြွတော်မူသည်ဖြစ်၍ကောင်းကင်တမန်အားစီသော အာနာဆက်ဒန်ဂိုဒိုကိုအုပ်ဆိုးလျက်ဖျားသခင်၏လက်ရတော်ဘက်မှရှိတော်မူ၏